Maria Adriana. သူတို့ကတော့ရှမ်းပြည်နယ်တောင်ပိုင်းဖန်ခုံမြို့နယ်အနောက်ဘက်ခြမ်းမှရှိတဲ့ဘောရန်လို့အမည်ရှိတဲ့ရွာလေးဒေသကဒေသခံဝင်ဖြစ်ပါတယ်။အခုတော့စီကော်မရှင်တပ်ကရွာအတွင်းကိုစစ်ကြောင်းထိုးဝေရောက်လာပြီးပြစ်ခတ်ဖျက်ဆီးမှုတွေပြုလုပ်နေတာကြောင့်ရွာခံတွေဟာဘေးလူရာကိုထွက်ပြေးလာရင်းကူညီကယ်ဆယ်ရေးလုပ်သားတွေကလမ်းခွလမ်းမှာပဲတွားရောက်ခေါ်ယူနေတာပါ။ ဘောရန်ရွာလေးမှာရှိတဲ့ဒေတာခန်တွေဟာတောင်ယာဆိုင်ချင်းနဲ့အေးအေးချမ်းချမ်းအသက်မွေးတဲ့ရွာလေးတရွာပဲဖြစ်ပါတယ်။ရွာသူရွာသားအများစုဟာလည်းကယန်းလူမျိုးတွေဖြစ်ကြပါတယ်။ဒီလိုအင်းချမ်းနေတဲ့ရွာလေးစီကို မဖိတ်ခေါ်ထားတဲ့ကန်ဂျမန်ဆိုးတွေရောက်လာခဲ့ပါတယ်။ဘောရန်ရွာလေးစီကိုကန်ဂျမန်ဆိုးကြီးတစ်ခုကိုတင်လာသူတွေကတော့စစ်ကော်မရှင်တန်းနဲ့ပအိုးပြတူစီ PNO PNA တွေပဲဖြစ်ပါတယ်။ အောင်တိုဘလာ73ရက်နေ့နေ့လယ်7:00နာရီဝန်းကျင်မှာပိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိတဲ့အပြင်လက်နက်ကင်ဆောင်ထားသူတို့အများမရှိတဲ့ရွာအတွင်းကိုလက်နက်ကြီးတွေအလုံး90ထက်မနည်းပစ်ခတ်ကာစစ်ကြောင်းထိုးဝေရောက်လာခဲ့ကြပါတယ်။ရွာတွင်းကိုရောက်ရှိချိန်မှာတော့လက်နက်ငယ်တွေကိုတုံးပြီးဒေသခံနေအိမ်တွေဘာသာရေးအဆောက်အအုံတွေကိုပစ်ခတ်ကာနေအိမ်အလုံး30ထက်မနည်းကိုလည်းမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ တော့ဒီလက်နဲ့ရေးတွေထူပြီးတဲ့နောက်မှာပေါ့နော်ရွာချင်းပြပြချင်းတနာတွေဖောက်ဝင်ပြီးမှာပေါ့နော်အင်ဂျင်စာမီရှို့တာပေါ့နော်အင်ဂျင်စာမီရှို့တယ်တလုံးပြီးတလုံးမီရှို့တယ်အဲဘာတွေပြောလဲမသိသူတို့ဆဲရဆဲကြတာပေါ့နော်ဘာတွေပြောလဲကျွန်တော်တို့တီးကြတော့မတီးပေါ့နော်ကြားနေရတာပေါ့နော်အဲ့ဒါမြေတလုံးပြီးတလုံးရှို့တယ်ဒီဖျားကြောင်းတယ်လက်ရှို့တယ်ပေါ့နော်ကျွန်တော်တို့ဒီရှိတဲ့ဘီတူအိုအင်တွေလည်းအကုန်လုံးပစ္စည်းလည်းအဲ့ဒါယူတယ်ပေါ့နော်ဒါတော့သူတို့က တော့အော်လို့နေပြီးမှတော့လည်းနေကြီးတပြပြမှပြန်ကြပြန်ပြန်လေ့တော့ကြတော့ဘာအနောက်ဘောနော်စစ်တောင်ထိုးနေအိမ်မီရှူတဲ့ကြားကနေဘောရန်ရွာခန့်တွေဟာဘေးကင်းတယ်လို့ယူဆရတဲ့နေရာအထူးရောက်ဖို့ကလေးလူကြီးအားလုံးဟာနှစ်နာရီလန်းရှောက်ရတဲ့ခရီးကိုထမင်းမစားရသေးတဲ့ကြားကနေငိုရွထွက်ပြေးလာခဲ့ကြပါတယ်အခုလိုအသက်ပြေးကြားကထွက်ပြေးလာရတဲ့အကြောင်းကိုဘောရန်အမျိုးသမီးတို့ကအခုလိုပဲပြောပြပါတယ် ပြီးနေတဲ့ကြာအစာတစ်ချက်ပဲကြာတော့မှကျွန်တော်တို့ပြီးသေးတယ်နောက်တစ်ချက်ဟိုတောင်းဝမြောက်ကလုံးပြုမှပြီးကြလေပြီးပြီးကြကျွန်တော်ကျွန်တော်လည်းပြီးတယ်ပြီးပြီးတော့ဘယ်လဲကျွန်တော်တို့လည်းပြီးတယ်ပေါ့နော်အဲ့ဒါလည်းဆက်ပြီးပြီးတယ်တောင်ပေါ်ရောက်တဲ့အချက်20တော့ရှိမှတင်တယ်အဲ့ဒီအချိန်မှာလက်နဲ့ကြီးကတော်တော်များများတောင်ပေါ်ထိကြော်မှတည်တယ် ဒါဆိုလို့ရှိရင်မလူတော့ဘူးပေါ့နော်ကျွန်တော်တို့ဒီတောက်ပေါ်ထီလို့လဲသူတို့တက်လာနိုင်ဖို့ခင်ရှိတယ်ဆိုမှကြောက်တာပေါ့ကျွန်မကျွန်တော်တို့ဘာဖြစ်သွားမယ်ပေါ့အရှိဖက်ဆက်သွားမယ်ကျွန်တော်တို့ဆစ်ဆက်သွားမယ်ခဏတောက်ပေါ်ရောက်ရှိကျွန်တော်တို့အသက်ခံရမယ်ပေါ့အဲ့ဒီဘာမျိုးကျွန်တော်တို့အဲ့ဒါကြောက်တဲ့စိတ်နဲ့ပေါ့နော်ဆိုရင်စိတ်နဲ့ကြောက်စိတ်နေပုံမှဟိုရာပြေးကြတာအဝတ်အစားကိုတခုပဲ အဲ့ဒါသွားကြတယ်ပေါ့ပလိုင်းထဲမှာတော့မှဖဏတော့ပါပါတယ်မှာတချို့ကဖဏမပါဘူးအထုပ်ပါအင်ဂျီအလင်းပါမူလဲယူတော့အင်ဂျီလဲဆရာမပါဘူးပေါ့နော်အဲ့မျိုးထွက်လာတာပေါ့နော်အစားဆရာဆိုလဲဘာတခုမှမရှိရေဆိုးရှင်တော့လို့ညီမလည်းတဲထဲမှာလည်းတော့တော့သူလည်းတမတဲမှာတောင်းတောက်ကြတယ်ပေါ့နော်အဲ့မျိုးတွေပေါ့စစ်ကြောင်းစထိုးတဲ့ရဲကစားလို့ဒီကနေ့အထိဘောရန်ဒေတာခံတွေကိုအရေးပေါ်ကူညီရေးအဖွဲ့တွေဖြစ်ကြတဲ့ Free Burma Ranger George Forgaya ခရီနီဟော့ပ်နဲ့ကလင်းရန်ကုန်အပြင်တခြားကူညီရေးအဖွဲ့တွေကရွှေ့ပြောင်းပေးနေကြပြီးလုံခြုံမဲ့လို့ယူဆရတဲ့နေရာမှာယာယီနေထိုင်ကြရပါတယ်။ဘောရန်ရွာဟာအပေါ်ရွာအောက်ရွာဆိုပြီးရွာနေရွာရှိကခမန်းချေလူဦးရေ1600ဝန်းကျင်ရှိပါတယ်။လက်တလုံးမှာတော့အဲ့ဒီဘောရန်ရွာစစ်ပေးရှောက်တွေအတွက်အရေးပေါ်စာနာရိတ်ခါနေရာထိုင်ခင်းတွေနဲ့ဆေးဝါးအကူအညီတွေလိုအပ်နေပါတယ်။ မိုးအကုံဆောင်းအကူလေပြေအေးအေးလေးတွေဟာဘောရံရွာကပြည်သူတွေရဲ့ရင်ထဲကပူဆွေးတော်ကမီးတွေကိုမငိမ့်သက်နိုင်တော့ပါဘူး။ရှမ်းပြည်နယ်တောင်ပိုင်းဖက်ခုံမြို့နယ်ရှိဘောရံရွာလေးတဲကပြည်သူတွေဟာစစ်ကော်မရှင်နဲ့ပအိုးပြည်သူစီ PNO PNA ပူပေါင်းတပ်တွေရဲ့အသတွေရန်လိုမှုတွေကြောင့်ဒုက္ခတွေဝေခဲ့ကြရပါတယ်။